်ပြည့်ပြစစုံနေတဲ့တိုင်းကလေးပြောရှင်ပါလေသက်ဆွနေပြောရှင်ပါစီ။အမေအဲ့အဲ့ဒီဟာကဟိုဟာကိုငယ်ခေါ်တဲ့ဟာလေးကိုဟိုဘယ်လိုပဲမလဲစတဲ့သဘောမျိုးလေး။ဟိုမွေးနေ့ပွဲတော့ဟာလေး။ဘေးကတော့ကျွန်တော်တို့ပြောစီခြင်းလို့ပေါ့။ပြောစီခြင်းလို့ဟာဟိုခေါ်လဲတဲ့သဘောပါ။အဖေနဲ့မေရတော့အဲစုပြည့်ကိုတော့တမီးလေးလို့ပဲခေါ်တာ။နောက်ဆိုလို့ရှိရင်စုပြည့်ဘက်ပဲပါတော့မယ်ထင်တယ်နော်။ဒီခုဆိုလို့ရှိရင်ကိုငယ်ဘက်ကမပါတော့ဘူး။ဟုတ်တယ်။အေးဟုတ်တယ်။ဝမ်းလဲဝမ်းသာတယ်။ ိုပျော်လဲပျော်တယ်ကိုကိုသားသမီးလိုမျိုးချစ်ခင်ပေးရတဲ့အတွက်ဒါဆိုပြရအရန်ဝမ်းသာတယ်ပြီးတော့ကိုကလည်းကိုငယ်မိဘတွေတည်ဆိုပြရဒါမိဘပဲအဲ့အတွက်ကြောင့်မလို့ဆိုပြရလည်းမိဘမိဘတွေလိုဆိုပြရစိတ်ထဲမှာသဘောထားတယ်အဲနောက်တစ်ခုကကျတော့ကိုငယ်အမတွေညီမတွေကလည်းဆိုပြကိုချစ်တယ်ကျတဲ့ပြကိုငယ်အမဆိုရင်ဘာပြောလဲဆိုတော့တကခုခုဆိုလို့ရှိရင်လည်းငါညီမလေးဘက်ကပဲလေအဲတကယ်တကယ်အဲ့လိုပြော တ်တယ်အဲကိုငယ်အမတယောက်ရှိသေးရဲ့လေအဲကိုငယ်အကိုငယ်တော့တားလို့ခေါ်နော်တားတော့တဲ့အမတော့တဲ့စပြပကပဲတဲ့ကျွန်တော်ရဲ့အမအကြီးဆုံးဘုကျွန်တော်နဲ့ဆိုလို့ရှိရင်အသက်က9နှစ်လောက်ပါ9နှစ်လောက်ပါတယ်ဆိုတော့အခါကျတော့ဟိုကျွန်တော်လည်းကျွန်တော်အမတော်တော်လေးချစ်ပါတယ်ကျွန်တော်ချစ်တယ်လို့ပဲစုပ်ပြူလည်းချစ်တယ်အာဒီအိမ်နောက်ကိစ္စနဲ့ပတ်သက်ပြီးရင်လည်းတဲ့အဲညီမလေးပဲစီမံမစေတော့တဲ့ညီမလေးပဲလှုပ်စေတဲ့ဘာမှမပြောနဲ့တဲ့ကိုလည်းဆ လဲနော်ဒါပဲဟုတ်ပါအဲ့တိုင်းပဲလားဟမ်ဟုတ်ပါအဲ့တိုင်းပဲအဲ့တိုင်းပဲကျွန်တော်ပဲပြောဆိုလို့ရှိရင်အချို့ကိစ္စတွေဆိုလို့ရှိရင်ဟိုကျွန်တော်နဲ့တော့တိတ်ပြီးတော့တိတ်တိတ်မဆွေးနွေးဖြစ်ဘူးသမီးစီကိုပဲတခါတည်းပြန်ပြီးတော့ဟုတ်လားဟုတ်လားဖြစ်သွားတာအဲ့လိုသမီးရဲ့ဟုတ်တယ်